ဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့ကအာနာထိန်းလာပြီပေါ့နော်ဒီအာနာထိန်းသွားပြီဖြစ်တဲ့ခါကျတော့အဲ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာအာနာစထိန်းတယ်နော်အာနာထိန်းနဲ့အဖြစ်စဉ်အလွယ်မှတ်နည်းလေးပေါ့လင်္ကာလေးလင်္ကာလေးနော်အဲလင်္ကာလေးကိုစပြောမယ်ဆိုရင်ဒုသုံးပါးကိုထိခိုက်တာ ဒီမိုကရေစီပြတ်တော့လားအရေးပေါ်အခြေအနေဆိုထိမလားသိမလားစဉ်းစားအောင်တာဘိုကိုဘသူထံပေးကာချုပ်ကြီးထံပေးဆိုပြီးတော့လင်္ကာလေးပေါ့နော်အဲ့တော့ဒုသုံးမဖို့ထိခိုက်ကအဲ့ဒုသုံးမဖို့ထိခိုက်တယ်ဆိုတာကဒုတော်ဝင်ဤသုံးမဖို့ထိခိုက်တယ်ဆိုတာကဤသူတွေမြင်တာကမဲလိမ်မဲခုမဲမသမာမှုပဲမြင်တာနော်ဒါကအပေါ်ယံမြင်မဲ့အမြင် တော့မဲမသမာမှုလုပ်တယ်ဆိုတာကလည်းပဲအရေးကြီးတာပဲဗျ။ကျတော့ရွေးကောက်ပွဲရဲ့အနှစ်သာရသည်ဟိုဒီမိုကရေစီရဲ့အနှစ်သာရသည်ရွေးကောက်ပွဲဖြစ်တယ်။ပြည်သူတွေရဲ့အာအချုပ်ချာအာဏာကိုရအောင်လို့စူးစမ်းကြတာဖြစ်တယ်။အဲ့လိုစူးစမ်းနေရမှာမလျော်ဥစ္စာတုံးကြတယ်။မတရားနည်းတွေတုံးပြီးတော့အာဏာလိုချင်ကြတာ။အဲ့တော့ပြည်သူတွေရဲ့ပေးတဲ့အချုပ်ချာအာဏာတွေကိုမတရားနည်းနဲ့ရယူနေတဲ့အတွက်ကြောင့်အချုပ်ချာအာဏာကိုထိခိုက်စေတယ်။ ဲ့တော့ဒုတာဝေရေသုံးပါးရဲ့တတိယချက်ကိုကျွန်တော်သွားထိခိုက်တယ်ဗျအဲ့တော့မဲမတမာဘူးဖြစ်တယ်ဆိုတာလည်းပဲအဲဒုတာဝေသုံးပါးကိုထိခိုက်တာ ဖြစ်သလိုအဲ့ဒါကဘာမှမဟုတ်အဲ့ရဲ့ဆိုတဲ့အမှုကကျွန်တော်တို့ရဲ့အမျိုးသားကျိုးစီးပွားကိုထိခိုက်တာနော်အမျိုးသားကျိုးစီးပွားဆိုတဲ့အထဲမှာအကုန်ပါပါတယ်ကျွန်တော်တို့ရဲ့ပညာရေးကျမ်းမာရေးလူမှုရေးစီးပွားရေး ဘာသာရေးလူမျိုးရေးအကုတ်ပါပါတယ်ဥပဒေရေးနိုင်ငံကိုကာဝယ်တဲ့ဥပဒေခုနှစ်ခုတော့အဲ့ဒါတွေကအကုန်လုံးသိပြီးသားတွေပါနော်အဲကျွန်တော်တို့ကဆိုအာဏာကိုသိမ်းခိုင်းတာဗျမဲခွေကဗျာပေါင်း989တဲ့ဟော98နော်98တဲ့ကအဲကျွန်တော်တို့ဒီမဲခွေကဗျာစပြတ်တဲ့ကကျွန်တော်ကအာဏာသိမ်းခိုင်းတာကျွန်တော်ကဘာဖြစ်လို့အဲ့လို Facebook မှာအာဏာသိမ်းဖို့ကျွန်တော်ကပြောလဲဆိုတော့ ကျွန်တော်တို့ဒီအမျိုးသားအကျိုးစီးပွားကိုထိခိုက်နေပြီမင်္ဂလာပါမင်္ဂလာပါကျွန်တော်ကအာနာထိမ့်မယ်လို့မထင်ဘူးကျွန်တော်ကအာနာသိမ့်မယ်လို့ပဲထင်တာဘာဖြစ်လို့အာနာကျွန်တော်တို့ကသိမ့်ခိုင်းရတာလဲဆိုတော့ကျွန်တော်ပြည်သူတွေကိုယ်တိုင်လည်းပဲနိုင်ငံရေးကြီးမရှိဘူးဗျပြည်သူအများစုကပုပ်ကိုဆွဲပြီးတော့ဒေါ်စုကိုပဲခင်နေကြတာအဲ့တော့အာနာမသိမ့်မယ်နဲ့ထိန်းချောင်းလို့ရှိရင်ပေးရှင်မယ်ဆိုတာကျွန်တော်တို့ကအစရရတည်တာပဲဗျာ ဒါကြောင့်မို့1998 99000ပေါ့တော့98တည်းကကျွန်တော်ကမဲခွေကဗျာစပြက်တည်းကကျွန်တော်ကဗျာဆရာတွေကျွန်တော်တို့တွေနော်စအော်တာဗျအာနာသိမ့်ပြီးပါနောက်တက်ကပြီးသူစစ်မှုတဲ့ဥပဒေကိုအဲ့ဒီထဲကအသက်သွင်းပါကျွန်တော်အော်တာဒါပေမဲ့အာနာမသိမ့်ပဲနဲ့အာနာထိမ့်လိုက်တဲ့အခါကျတော့ ေးရှင်းပဲဆိုတာသိတယ်အဲ့တော့မြန်မြန်နလန်ထဖို့ကကျွန်တော်တို့ကတာဝန်ယူရတော့မယ်ကျွန်တော်ကဘေးကနေတာဝန်တစ်ဖက်တစ်လမ်းယူရတော့မယ်ဆိုတာသိလို့ကျွန်တော်တို့ဒါတွေကိုဝင်မြပေးခဲ့တာဗျအဲ့တော့ဒုသုံးဘောက်ကိုထိခိုက်တယ်ဆိုတာကအဓိကအမျိုးသားအကျိုးစီးပွားကိုထိခိုက်တာကဗျာစာပေရင်ချင်းမှုထုံတန်းစင်တာအကုန်လုံးဖျက်ဆီးဖွဲ့စည်းပုံကိုချိုးဖောက်ရေးဘော်ဥပဒေတွေကိုဖျက်အဲ့တော့အမျိုးသားအကျိုးစီးပွားကိုထိခိုက်သွားတဲ့အတွက်ကြောင့်ဒုသုံးဘောက်ကိုထိခိုက်သွားတဲ့အတွက်ကြောင့်နော် တို့သုံးပါးကိုတိကျိုက်ကဒီမိုကရေစီပြတ်သုံးလားဒီမိုကရေစီစနစ်ကြီးဟာဖွဲ့စည်းပုံအခြေခံဥပဒေမှာရေးရတဲ့ပုံမှန်ခေါ်မှာရေးထားတဲ့ဒီမိုကရေစီစနစ်ကိုတိကျိုက်စေရဲ့ဗျဒီမိုကရေစီပြတ်သုံးလားအဲ့တော့ဒီမိုကရေစီပြတ်ပြီဆိုတော့ရေးပေါ်အခြေအနေဖြစ်ပြီနော်တို့သုံးပါးကိုတိကျိုက်ကဒီမိုကရေစီပြတ်သုံးလားအရေးပေါ်အခြေအနေဆိုနော်အရေးပေါ်အခြေအနေဖြစ်ပြီ အရေးပေါ်အခြေအနေဆိုတာကကျွန်တော်တို့ပုံမှန်40ဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်40ခန်းငယ်အရာအရေးပေါ်ဖြစ်ပြီအဲ့တော့ရေးပေါ်အခြေအနေဖြစ်ပြီဆိုလို့ရှိရင်တက်မတော်ကာဝေးဦးစည်းချုပ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေမှာပေးရတာကတိမ့်ပါထိမ့်ပါလို့ပေးရတာမဟုတ်ဘူးနော်တိမ့်ပါအာနာတိမ့်ပါအာနာထိမ့်ပါလို့ရေးရတာမဟုတ်ဘူးအာနာရယူပိုင်ခွင့်ရှိတယ်လို့ပဲရေးရတာအဲ့တော့တိမ့်မလားထိမ့်မလားစဉ်းစားအောင်ဆိုပြီးကျွန်တော်ကလင်္ကာလေးရေးရတာနော်အဲ့တော့တိမ့်မလားထိမ့်မလားစဉ်းစားအောင် တာဝန်ကိုဘသူထံပေးကာကြုတ်ကြီးထံပေးဖွဲ့စည်းပုံမှာတည်ချာရေးထားပြီလားပုံမှန်20ငါးနဲ့စလုံးမှာဖတ်အဲ့တော့2008ကိုကာဝယ်ဆောက်ရှောက်မှာတက်မတော်တဲ့တာဝန်ဖြစ်တယ်ဒုတော်ဝေသူဘောက်ကာဝယ်ဆောက်ရှောက်မှာတက်မတော်တဲ့တာဝန်ဖြစ်တယ်ဆိုတော့2008ကိုချိုးဖောက်ပြီးဒုတော်ဝန်ချိုးဖောက်ပြီးဆိုတော့တာဝန်ကိုဘသူထံပေးတာလဲတက်မတော်ကိုပေးထားတာအဲ့တော့တက်မတော်ရဲ့ခေါင်းဆောင်ကာဝေးဦးစီးချုပ်ကဒီတာဝန်ကိုယူယူရမယ်အဲ့တော့ကာဝေးဦးစီးချုပ်ကထင်မလားသိမလားစဉ်းစားရတာပေါ့အဲ့တော့အလွယ်မဲ့နီလင်ကလေးက တို့သုံးပါးကိုထိခိုက်ကဒီမိုကရေစီပြတ်သုံးလားအရေးပေါ်အခြေအနေဆိုထိမလားအသိမလားစဉ်းစားဟုတ်တာဝန်ကိုဘသူထံပေးကာချုပ်ကြီးထံပေးတဲ့တမရော်ကတင်လို့ပေါ့ဗျာတဲ့တမရော်ကိုတအားကျေစုတင်ဆုံးပါဦးဗျာမှန်ပါတယ်မှန်ပါတယ်တမရော်ကအခုမှကျေစုတင်ရမှာမဟုတ်တမရော်ကခိဆက်ဆက်အိမ်ဆောင်ဆိုးရဒေါ်လာကြီးကောင်းစီဦးစောမောင်ဤနာဝတဦးတန်းရွှေဤနာအဖဖ အခုဦးမေအောင်လိုက်နတ်ဆကခေးဆက်ဆက်တက်မတော်ကျေးဇူးတင်ရမှာသူလှုပ်တဲ့နေတဲ့ဥစ္စာတွေနိုင်ငံတော်ကိုဥထိပ်ထားပြီးလုပ်ခဲ့တယ်